ခေလက်ကဘယ်တင်ညာလဲโอเคဒီနေ့ကျွန်တော်အကစားခုနှစ်လာမစ်ဆက်ပေးမယ်ပေါ့နော်ကျွန်တော်360ကန်ပြမယ်ပေါ့နော်ကျွန်တော်360ကိုဘယ်လိုကနေစကန်ရမလဲကန်ဖို့ကန်ဒီလေးကျွန်တော်ပြပေးမယ်ပေါ့နော်အခုမှစလေးကြစကစားတဲ့ညီကိုတွေအတွက်ဆိုရင်ဒီဗီဒီယိုလေးအကျိုးရှိမှတင်တယ်နော်ဒီဗီဒီယိုလေးကျွန်တော် YouTube မှာလည်းတင်တယ် Facebook မှာလည်းတင်တယ် TikTok မှာလည်းတင်တယ်ပေါ့နော်အကဲ360ကန်ဖို့ကန်ဒီလေးစမယ်နော်အခုမှစလေးကြတဲ့ညီကိုတွေဒီဗီဒီယိုလေးတင်ရှာကြည့်ပါလို့ကျွန်တော်တောင်းဆိုပါတယ် ดีค่ะโอเคสามเนาะโอเคขณะกูโพซิชั่นกันดีโลบ่เนาะดีชิညာညာကိုရှစ်တင်မယ်เนาะဘယ်ဒလန်ထုတ်မှာပေါ့เนาะဘယ်ဒလန်ထုတ်တစောင်းဖြစ်မှာပေါ့เนาะအာခဏကိုလဲလို့ရှိရင်ညာရှစ်ပြတင်မှာပေါ့เนาะခဏကိုလက်မယ်ညာအာရှစ်တင်မှာပေါ့เนาะโอเคကဲခဏကိုပိုဇီရှင်ရဒီလောက်ပေါ့เนาะကန်ဖို့ အရာအဲ့အမှအရာတစ်ခုကံပေါ့နော်အလူတယောက်ကံမယ်ဆိုရင်ဒီလိုအရှိမပေါ့နော်ကဲဘယ်တလားအရှိတင်မယ်ခန္ဓာကိုယ်လက်ညာဆွဲမယ်ပေါ့နော်ခန္ဓာကိုယ်လက်ညာဆွဲမယ်โอเคဒါတော့ဘယ်တင်ညာလက်ဘယ်ကံပေါ့နော်โอเคဘယ်တလားညာထုတ်ကံမယ်โอเคဘယ်ထုံးညာလက်ဘယ်ကံပေါ့နော်โอเค kẻ bè la nhà lễ bè cả ok nó à số âm anh âm nhạc cả nói vậy nó bè la nhà lễ bè cả ok vậy đi nó sao mà nó bè la nhà thổ bè cả ok ok nào vì vậy nó ok ok nó đã rồi ခဏကို position ဒီ attack ပေါ့နော်ဘယ်ထုတ်မယ်ခဏကိုလက်မယ်ညာလက်မယ်ဘက်ကန်ပေါ့နော် okay လက်မယ်ကဲဘယ်တင်ညာလက်ကန်မယ် okay နော်ဒါကျွန်တော်ကန်ချင်းလုံးချင်းလုံးကန်ပြမယ်ပေါ့နော်ကျွန်တော်ချင်းလုံးကန်ပြမယ်ဟိုချင်းလုံးခတ်ပုတ် န်တာမဟုတ်ဘူးเนาะဒါဒီကံမဲ့အရာတစ်ခုကိုကျွန်တော်ခြေလုံးနဲ့ချိန်ပေးမှာပေါ့เนาะအဲအဲ့မှာဥပမာဒီမှာကျတော့လူပေါ့เนาะကိုကံမဲ့အရာတစ်ခုခုပြပေါ့เนาะလူလူပဲသဘောထားပေါ့เนาะဒီခြေလုံးတို့ကရှားဆန်တဲ့ကံမဲ့လို့ပေါ့เนาะဒါ position ကဒီလောက်ဘယ်ကိုညာတခဏကိုလက်ရညာဆောင်เนาะဘယ်ကံ Okay เนาะကဲဘယ်ထိုးညာလက်ကံ Okay เนาะ very ဘယ်ထုံးညာလဲကပ်ဟာမှန်တယ်နော်ဟုတ်နော်ဒါအသေးစိတ်အသေးစိတ်တရားနေစပြီးတော့မှခဏကိုလက်မယ်အာနဘတ်1နဘတ်1စက်ကနေနဘတ်2နဘတ်3နဘတ်4ကျွန်တော်တက်ထားတဲ့ပညာနဲ့ကျွန်တော်တက်တဲ့ပညာလေးနဲ့ကျွန်တော်ပြန်မျှဝေပေးမယ်ကဗီဒီယိုလေးကြိုရှိမယ်ဆိုရင်လက်ရှယ်လေးလုပ်ပေးပါနော် YouTube လေး Subscribe လုပ်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲရှင်ပြပါစေညီကိုရေနော်